မင်္ဂလာပါ Story War ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Story War Channel ကိုစောင့်ကြည့်နေတဲ့ပရိသတ်တွေအတွက်ဗုဒ္ဓရတရားလို့ခေါ်တဲ့ပုံပြလေးအကြောင်းကိုပြပြပြီးသွားမှာဖြစ်ပါတယ်နားဆင်ပြီးကြပါအောင်နော်တခါကကြီးတော်သားမောင်သိန်းလွင်ဆိုတဲ့လူငယ်တယောက်ရှိလေးတဲ့အဲ့ဒီလူငယ်ဟာဆိုရင် အလောက်ကန်အစဉ်ပြေဖို့အတွက် ပုံနာပီရင်စရာ ကြောက်ထံကိုသွားပြီးပီရင်မီတော့တာပေါ့ မောင်သိန်းလွင်ဆိုတဲ့လူငယ်ဟာပုံနာဗီဒင်ဆရာထံကိုရောက်တဲ့အခါမှာဆရာကြီးကျွန်တော်ကိုဗီဒင်တွက်ပေးပါခင်ဗျာလို့ပြောလိုက်တာပေါ့ပုံနာဗီဒင်ဆရာကြီးကလည်းမောင်သိန်းလွင်ရဲ့မွေးတက်ဂရစ်ကိုတောင်းယူပြီးကြောက်တင်မုံပေါ်မှာတွက်ချက်ကြည့်လိုက်တဲ့အခါမှာအလူသူဟာတလအတွင်းတေမိတ်ကိန်းဆိုင်နေပါလားငါဒီကိစ္စတွေကိုဖွင့်ပြောလိုက်လို့မတင်တော်ပါဘူး ဒီတော့ပရိယေနဲ့ပြောမှလို့ဆိုကပုံနာပေရင်ဆရာကြီးကတွေးတော်ပြီးတဲ့နောက်မှာကဲမောင်သိန်းလွင်ရေမင်းရဲ့ကန်စားတာကိုကျုပ်အသေးစိတ်အတွက်လိုပါတယ်ဒီတော့တလအလုံးမပြန်လာခဲ့ပါလို့ရက်ချင်းပြလိုက်တာပေါ့မောင်သိန်းလွင်ကလည်းဟုတ်ကဲ့ပါဆရာကြီးကျွန်တော်တလပြည်တာနဲ့ပြန်လာခဲ့ပါမယ်လို့ဆိုက မောင်သိန်းလွင်ဟာပုံနာပေရင်ဆရာကြီးကိုကြော်ပြီးပြန်သွားနေတော့တာပေါ့ ပုံနာပေရင်ဆရာကြီးကလည်းတာသူသုံးရင်ခေါ်ကအေးကွယ်တွားလေအောင်တော့လို့ပြောလိုက်တာပေါ့အဲ့ဒီလိုပြောလိုက်ပေမဲ့တလအတွင်မှာတည်တော့မဲ့မောင်သိန်းလူရဲ့ဇာတာကိုတိထားတဲ့ပုံနာပေရင်ဆရာကြီးကတော့လွန်စွာမှစိတ်မကောင်းဖြစ်နေရတယ်တဲ့ပုံနာပေရင်ဆရာကြီးမှလည်းတနေ့တနေ့မောင်သိန်းလူရဲ့နာရေးတည်င်းကို နားဆွဲလုံနေတော့တာပေါ့တလာပြည့်တဲ့အခါမှာ မောင်သိန်းလွင်ရေတလားပြည်ပြီးမင်းတို့တည်ပြီးပေါ့ကွာမင်းအတွက်ကောင်းမှုကုသိုလ်တွေလုပ်ပေးပြီးအမြဝေပေးပါတယ်မင်းရောက်ရဘဝကတာရုခေါ်ပါ အမြအမြအမြလို့ဆိုကပုံနာပြင်းစရာကြီးမှလွန်စွာမှစိတ်မကောင်းဖြစ်လို့နေတော့တာပေါ့ ဲ့ဒီအချိန်မှာပဲပုံနာပီရင်ဆရာကြီးထံကို မောင်သိန်းတွင်ရောက်လာတဲ့အခါမှာပုံနာပီရင်ဆရာကြီးကတော့လွန်စွာမှထိတိလက်လက်ဖြစ်သွားတော့တာပေါ့မင်းမင်းငါ့ကိုတရေတစေဘဝနဲ့လာချောက်တာလားငါငါလေးမင်းအတွက်ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးထားပါတယ်။မောင်သိန်းလွင်မင်းတာရုခေါ်ပါလို့ပုံနာပီရင်ဆရာကြီးကပြောလိုက်တဲ့အခါမှာမောင်သိန်းလွင်ကတော့ဦးကြောင်ကြောင်ဖြစ်သွားလေတော့တာပေါ့ အရင်နောက်ဆရာကြီးကျွန်တော်ကိုဘာတွေပြောနေတာလဲလို့မောင်သိန်းနဲ့ကထပ်ပြီးမေးလိုက်တာပေါ့မင်းမင်းမင်းကငါတွက်ချက်ကြည့်တာမင်းရဲ့ကန်းစားတာဟာတလအတွင်းမှာတေကင်းဆိုင်နေတာကိုတွေ့ရတယ်အခုမင်းသေးပြီးတော့ငါကိုလာချောက်တာလားကွာလို့ပြောလိုက်တာပေါ့ကျွန်တော်မသေးပါဘူးအဲ့ဒီလို့ဆိုဆရာကြီးတွက်တာမှားပြောတာနေမှာပါလို့မောင်သိန်းကပြန်ပြောလိုက်တယ်တဲ့ ငါဘေးတယ်မမားဘူးမင်းရည်ရည်ကောင်းလို့ဖြစ်ရမယ်ပြောစမ်းမင်းဘာရည်ရည်တွေလောက်ခဲ့လဲလို့ပုံနာဘေးတင်ဆရာကြီးကမေးလိုက်တဲ့အခါမှာမောင်သိန်းလွင်ကဆရာကြီးရဲ့ကျွန်တော်ဘာရည်ရည်မှမလုပ်ပါဘူးဘာမှလည်းနားမလဲပါဘူးခမညာ 음ကျွန်တော်လုတ်ခဲ့တာတွေပြောရရင်တော့အများကြီးပါပဲလူဆိုကမောင်သိန်းလွင်ကိုပုံနာပေးရင်ဆရာကြီးကတလားပြည့်လင်းပြန်လာဖို့မှာကြပြီးတဲ့နောက်မောင်သိန်းလွင်ဟာဆိုရင်သူ့ရဲ့ဇာတိကစွန်းဥကြီးရွာကိုပြန်လာခဲ့ကြအောင်ပြောပြလိုက်တော့တာပေါ့ဇာတိကိုအပြန်လန်းခီးတလျှောက်မှာ အလူရေနှဲငါးတွေပါလားရေတွေကလည်းခန်းချောင်းနေလိုက်တာရေမရှိရင်တော့ငါးတွေသေးတော့မှာပါလားလို့ဆိုက မောင်သိန်းလွေမှာငါးတွေကိုဆဲယူပြီးမြစ်သေးကိုလွတ်လိုက်ပြီး အသက်ကယ်ကယ်ဘူးတဲ့အဲ့ဒီနောက်မှာပက်လက်လန်ပြီးရက်ကန်ရက်ကန်ဖြစ်ကဒုက္ခရောက်နေတဲ့လက်တကောင်ကိုလည်းကယ်ခဲ့ပြန်နေတယ် နောက်တဖန်ချုံနေရီကြားမှာသမင်လေးတကောင်သူ့ရဲ့ဂျိုးနဲ့ညီနေလို့ချုံနေရီကိုမောင်သိန်းလွင်ရှင်းလင်းခုတ်ပြီးခဲ့ပြန်နေတဲ့ဒီလိုနဲ့တမင်လေးကိုကယ်တင်ပြီးတဲ့နောက်ချောင်းတစ်ဖက်ကန်းကိုလဲကျနေတဲ့တစ်ပင်ကြီးကိုလည်းခုတ်ထွင်ရှင်းလင်းပြီးချောင်းတစ်ဖက်ကိုကူးဖို့ချောင်းကူတရာဖြစ်အောင်ပြုလုပ်ခဲ့ပြန်နေတယ် အဲ့ဒီအချိန်မှာလမ်းမပြီးချောင်းကန်းတစ်ပေးမှာစမ်းချောင်းတစ်ပေးမှာစမ်းတဝဝဖြစ်နေရှာတဲ့မျက်မမြင်ရတိတပားကိုလည်းကူညီခဲ့ဘူးတဲ့။ဒေါ်လန်ခီတလျှောက်လုံးမှာစူးညောင်းခလုံမရှုပ်ရအောင် ရှင်းလင်းခဲ့ပြန်သေးတယ်။အဲ့ဒီနောက်မှာခရီးသည်တွေအနားယူအပန်းဖြေဖို့ဇရက်အိုကြီးကိုလည်းရှင်းလင်းပြုပြင်ပေးပြီးရေမရှိတဲ့ရေချမ်းအိုးကိုလည်းစေကျော်တက်စဉ်ပြီးရေအပြည့်ဖြေခဲ့ပြန်နေတယ်။ ဲ့ဒီဖြစ်စဉ်တွေကိုမောင်သိန်းလွင်က ပုံနာဗီရင်ဆရာကြီးကို ပြောပြလိုက်တော့တာပေါ့အဲ့ဒီအခါမှာပုံနာဗီရင်ဆရာကြီးကอืมမောင်သိန်းလွင် ပြောပြလုပ်ခဲ့တာတွေဟာအတော်စိတ်ဝင်စားဖို့ကောင်းလိုက်တာတကယ်တော့အများအကျွတ်နေစဉ်အကျိုးဆောင်မယ်ဆိုရင် အများအကျွတ်အနည်းငယ်ကင်းတယ်လို့ကို့အတွက်လည်းကုသိုလ်ရတာပဲမဟုတ်လား တကယ်တော့တချို့လူတွေဟာပေရင်မေးကြမြန်းကြပြီးပေရင်ဆရာကရေရရာချေတဲ့အလုပ်ကိုတချို့ကအကျိတ်ပင်မရှိကြဘူးလို့ပြောကြတယ်။အခုမောင်သိန်းတွေဟာ အများအတွက်ကောင်းကျိုးတွေလုပ်ခဲ့တာပြီးကြောင့်တေကင်းမှလွမြောက်ခဲ့ရတာပါပဲ။အဲ့ဒါကိုဗုဒ္ဓရေဒီယာလို့ခေါ်တယ်ကြွလို့မောင်သိန်းလွင်ကို ပုံနာပြည်ရင်ဆရာကြီးကပြောဆိုဆုံးမလိုက်တော့တာပေါ့ ကဲပုံမြင်လေးကတော့ဒါပါပဲနော် story world ပြည်သက်တွေလည်းအခုပုံမြင်လေးကိုနားဆင်ပြီးအသိပညာတခုခုရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်နောက်ထပ်လည်းပုံမြင်တွေဝိတုတွေစောင်းပါတွေနဲ့ရာဇဝင်တွေကိုနားဆင်ခြင်းနဲ့ဆိုရင် channel လေးကို like and subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်